ကျမရဲ့လူချင်းမင်းလေးများအားလုံးမင်္ဂလာပါရှင်။အကယ်၍သာအပိုင်းတဆယ်။ညနေပိုင်းဖေဖေပြန်ရောက်လာတဲ့အခါမိမေက စီချိုပြီးပြောသည်နေသူပါသည်။ကျမမှာအောက်ထပ်တို့အခေါ်ခံရသည်။ဖေဖေကကျမကိုမဆူပါ။မိမေဘက်ကကြည်လင်လဲတနာစရာတော့ကောင်းပါသည်။သူ့သမီးဤတငယ်ချင်းတယောက်ကရုတ်တရက်သူ့နာရောက်လာပြီးအန်တီသမီးအကြောင်းအသိပေးခြင်းလိုပါ။အန်တီသမီးကမိမတယောက်နဲ့တွဲနေတယ်။ကျွန်တော်မျက်စိနဲ့တအံ့မြင်ခဲ့တာ။ အဲ့ဒီလိုပြောတဲ့အခါမှာသူဘလို့တုံ့ပြန်ရမလဲမိမိကရှက်တာရောဒေါသထွက်တာရောပေါင်းပြီးကျမရှိမှတညလုံးကိုပါသည် ကျမကြောင့်မိမိမျက်ရည်ကျရခြင်းဟာမကောင်းပင်ပဲကျမဘလို့မှမတတ်နိုင်ခဲ့ပါလိဖေဖေကတော့မိမိကွယ်ရာရောက်မှကျမကိုခေါ်ပြောပါသည်တမီးမိမိကတအားလန့်သွားတာကိုအမှန်တော့တမီးချောင်းဆိုတာထက်ဆိုင်တမီးတငယ်ချင်းလာပြောတာသူ့အတွက်စော်ကားခံလိုက်ရတယ်လို့ပူရှိလိမ့်မယ် ဒါကြောင့်မို့သမီးဒီရက်တော့အိမ်မှာခဏငြင်းငြင်းနေလိုက်ရင်ပို့ကောင်းမယ်ဖေဖေကတော့သမီးကိုရိပ်မိပြီးသားမို့ဘာမှပြောစရာမရှိဘူးဖေဖေကိုသမီးမေမေကမဆူလားလို့ပြောနေတာဖေဖေဆူလိုက်ပြီလို့ပြောလိုက်မယ်သမီးဒါပေမဲ့သူစိတ်ပြေတဲ့အထိအိမ်မှာနေပြလိုက် သမီးမေမေကသမီးကိုစိတ်ပြတ်နိုင်မှာမဟုတ်ပါဘူးသူစိတ်ဆိုးနေတော့ခဏမို့ငိုးနေတာမေမေကသမီးကိုလက်ခံပေးနိုင်မယ်လို့မထင်ဘူးလားဖေဖေသမီးချက်တဲ့လူနဲ့အားလုံးအဆင်ပြေစေချင်တယ် ပြီးတော့မမကြီးကလည်းဒီနေ့တော်တော်လေးပြောဆိုခံလိုက်ရသေးတာလက်ခံပါပါသမီးချစ်တဲ့သူဘသူပဲဖြစ်ဖြစ် သူလက်မခံနိုင်စရာအကြောင်းမှမရှိတာအခုရုတ်တရက်ဖြစ်သွားလို့သမီးမမကစိတ်မာတာကိုသမီးလည်းသိရတာနဲ့မမလည်းဖဖလိုနားလဲပင်တိတ်ကောင်းမှာပဲနော်သမီးကဒါကြောင့်မလို့ဖဖကိုပူချစ်တာကျမငိုပြီးပြောတော့အခါဖဖကပြုံးပါသည်ဖဖစကားနားထောင်ပြီးကျမဒီတစ်ပတ်လုံးမမကြီးနဲ့မတွေ့ရပါ အပြင်းလဲမထွက်ရဲပဲအိမ်ထဲမှာငြိမ်ငြိမ်လေးနေရပါသည်မမရေကအလုတ်အာဘုံမပေါ်ပါကျမကိုညပိုင်းလေးတာဖုန်းခေါ်နိုင်နီစာနေနေဖက်ပြသည် စနေတင်းငွေမှာလမ်းလျှောက်လာအောင်မလားလို့ညွှန်နေသေးပေမဲ့မမရေကလည်းမျက်နာပူဟန်ရှိပါသည် ပေါ်မလာခဲ့ပါအမှန်တော့ကျမကိုတွေ့ကျင်လျင်အိမ်သားကိုကားနဲ့ခဏလေးဖြစ်ဖြစ်ရောက်လာဖို့ကောင်းပါသည်ကျမသာမမရေနေရာမှာဆိုလျင်တေချာပေါက်ကျမအိမ်ဘက်ကိုတော့ လာကြည့်မိဖြစ်သည် သို့သောအရေးအယောင်လေးပင် မတွေ့ရပါညနေပိုင်းဖုံးပြောရတီကလည်းအာမရပါမမကြီးအတန်ကနွမ်းနယ်နေဟန်ရှိသည် ကျမမဖုန်းထဲကနေချစ်တယ်ဆိုတဲ့စကားကိုပင် တရက်တခါပြောခွင့်ရအောင် အနိုင်နိုင်ကြိုးစားရသည်ကြောင်မသွားခင်ကြံ့နေသေးသည့်ရက်20ကျော်အတွင်း၌အချိန်တဝက်လောက်ဟာမမကြီးနဲ့မတွေ့ရပဲကုံဆုံးလိုက်ရတဲ့အတွက်စီတုကိုကျမအင်မတန်မုန်းသီးမိပါသည် အခုရက်ပိုင်းယာရီဥရုကလည်းအလွန်အမင်းအေးလာပါသည်။ကျမအိမ်မက်ညားတဲ့နိုင်မမကြီးကအမြင်နေရာယူထားသည်။တခါတလေလဲအိမ်မက်တွေကကျမတို့တောင်းနေကြသွားကြည့်ကြသည်။တောင်းနှန်းပေါ်မှာပျော်ရွှင်စွာရင်မောနေကြပြီးတခါတလေကြတော့လဲမမကြီး၏အမေကကျမကိုမောင်းထုတ်လိုက်လို့ငိုရသည်ဆိုသည့်အိမ်မက်မျိုးဖြစ်နေပါသည်။မမကြီးဤအိမ်မက်များတွင်တော့ကျမဟာနေရယူနိုင်လောက်တဲ့အထိအေးပါမလားဆိုတာကိုတော့မသိပါ အဲ့ဒီနေမနှက်ခင်ကကျမထလာတော့ထွေးကဖျားနေသည်ဟုဆိုသည်အလုတ်လည်းမသွားနိုင်ပါသူမကအနှဲငယ်ပင်အန်လိုက်သေးသည်တွေကနေမကောင်းနေအတွက်ညနေစာဝယ်ဖို့ဈေးသွားရမည်တာဝန်ဒီကျမအပေါ်ရောက်လာသည်ပုံမှန်ဆိုလျင် ထွေးယုံမှပြန်လာလျင်ညနေဈေးကနေဝင်ဝယ်လေးရှိသည်ကိုဈေးက၃နိုင်မှဖွင့်သည်သို့တော့ကျမမှာမမကြီးနဲ့မတွေ့ရတာကြာပြီဖြစ်သည်ဖြစ်နေလေတနအိကလေးကအပြင်ထွက်ဖို့တပြင်းပြင်းဖြစ်နေသည် မိမိကကျမကို ရှေ့ရက်တွေကလောင်မတင်ကြတော့ပါဆဆာချင်းရက်များကဆို ကျမမုံဆိုင်သွားလျင်ပင်မျက်စိထောက်ထောက်ကြည့်နေသည် အခုချိန်မှာတော့အနှဲငယ်စိတ်ပြေသွားပြီနဲ့တူပါသည်မိမိကဝယ်ရမည့်စည်ရင်ကိုရေးပေးပြီးတော့ကျမကိုငွေထုတ်ပေးပါသည်ညနေ3နာရီထိုးကန်ဒီမှာကျမအိမ်ကထွက်လာခဲ့သည် သူ့အိမ်မသွားခင်မမကြီးကိုအရင်ဆုံးဖုန်းဆက်ကြည့်ရမည်ဟုတွေးမိပြီးဖုန်းကိုနှစ်ခါအထိဆက်ပင်မဲ့မမကြီးကမကင်ပါ ဈေးရုံကနေပြန်မရောက်သေးဘူးလားဟုတွေးမိသည့်အခါကျမရှာရှာပါပါထွက်ခွင့်ရသည့်အချိန်ကလေးမှပင်မမရေကို မတွေ့ရလို့မဖြစ်သေးပါပြန်မရောက်သေးဘူးဆိုလျင်လဲကျမဈေးရုံထိလိုက်သွားမည်ကျမဒီအမျိုးသမီးကို အမှန်တကယ်ပင်လွမ်းနေပြီဖြစ်၏သူ့လက်မောင်းနဲ့ခိုးဝင်ပြီးမတွေ့ရတဲ့ရက်တွေမှာဘလောက်ထိလွမ်းနေရကြောင်းစာစီပြီးပြောပြလိုက်ခြင်းသည် သို့သောမမကြီးအိမ်ရှိသူရောက်တဲ့အခါခြံဝင်းထဲ၌သူ့ကာကိုမြင်ရသည့်အပြင်စိုက်ကဲတစည်းကိုပါထပ်တွေ့ရသည် အတီးတယောက်ရောက်နေတာဖြစ်မှဟုကျမတွေးမိလိုက်သည်အိမ်တကားဖွင့်ထားသည့်အတွက်ကျမဝင်သွားသည့်အခါမမကြီးကဧကန်ထဲမှဝင်ပေါက်ကိုတစောင်းကျော်ပေးကခြေချိတ်ပြီးစီကရထိုင်တောက်နေသည်ကိုမြင်ရသည်သပင်ကိုခက်ရော့ရော့စီးထားပြီးအင်ကြီးကိုပော့ပော့ပါပါဘလော့စ်အင်ကြီးတစ်ထည်နဲ့လဲထားပင်မဲ့ ညမာဝတ်ဆောင်ကဂျိတ်ထမိန်ကိုဝတ်ထားစေဖြစ်သည်လက်ချောင်းတွေကစီဂရက်ကိုနှကန်းစီမှဖဲခွာလိုက်ရင်မိကိုငွေတွေကိုဟန်ပါပါမှုတ်ထုတ်လိုက်သည်အဲ့ဒီနှကန်းမတွေစီပြေးသွားပြီးကျမအပိုင်းကိုတစိုက်ခတ်နှိပ်လိုက်ခြင်းစိတ်ကိုရှိသည်မအင်းအားသုံးပြီးချိုးနှိမ်လိုက်ရပါသည်မမြင်ရတဲ့ရှစ်ရက်ကျော်အသွင်းမှာညနာကလေးကခြောင်ကျသွားသလိုရှိသည်ဘေးတိုင်းမြင်ရသည့်မေးရိုးကပို့ပြီးထင်းနေသလိုလို့ ရှေကစပွဲမှာကိမ့်မုံနဲ့တစ်တီးစိတ်တချို့ချရာသည်ကိုလည်းမြင်ရသည်။အတိတရောက်ရောက်နေတာသိကြပါသည်။ကျမအတန်ထွက်လာတဲ့နဲ့တပြိုင်နက်မိဘကန်းထဲမှာထွက်လာသည့်အတန်ကိုလည်းကျမကြားလိုက်ရသည်။မမကြီးအမကျွန်တော်ပကံတွေတိတ်ခဲ့ပြီ။မမကြီးကကျမအတန်ကို အရင်ကြားသွားတယ်နဲ့သူပါသည်။စီကရက်ကို ပြောက်ခွက်ထဲမှာချပြီးချက်ချင်းလဲကြည့်သည်။ခိုင်းဘလို့ရောက်လာလဲ။ ကျမမတင်ခဲ့တဲ့လူကရောက်နေပါပေါ့လားကိုအောင်မြက်ကိုကကျမအားပြုံးကြည့်နေတာကိုမြင်ရသည်အောင်နိုင်သူတယောက်လိုအပြုံမျိုးနဲ့မမကြီးအိမ်မှာကိုအောင်မြက်ကိုကရောက်နေတယ်တဲ့ပြီးတော့သူကရှက်အင်ကြီးကိုတထောင်စစ်အထိလက်ခောက်တင်ထားပြီးအပေါ်ရက်ကုတ်ကိုတော့ဆိုဖာပေါ်မှာဖြစ်တယ်လို့ပြစ်ချထားပါသည်ကျမကအိတ်ခမ်းထဲမှာစိတ်ညစ်ခံပြီးတနေကုန်မျက်ရည်နဲ့မျက်ခွတ်ဖြစ်နေချိန်တွင်မမကြီးက အဲ့ဒီယောက်ျားအားအိမ်မောအထိခေါ်ပြီးပျော်ရွှင်နေခဲ့တာလား။နာကျင်မှုကရင်ထဲမှာပြင်းထန်ပြီးဘုံတလုံးပောက်ကွဲသွားသလိုချက်ချင်းဖြစ်သေးလာသည်။မမကြီးကကျမကိုစိတ်ဆင်းရဲအောင်မလုပ်ဟုဆိုခဲ့သည်။သို့သောအဲ့ဒီစကားပြောပြီးတပတ်ပင်ကောင်းကောင်းမပြည့်သေးခင်မှာသူ့အိမ်ထဲမှာသူ့ကိုကြိုက်နေသည်ဆိုပြီးယောက်ျားအားလာခွင့်ပေးခဲ့လေသည်။ကျမသာ အခုရောက်မလာခဲ့ပါကအဲ့ဒီစကားကိုအငဲဆက်၍ယုံနေပေလိမ့်မည်။ ထို့အပြင်မမေရှိမှကြားကောင်းအောင်ပြောပြီးအဲ့ဒီအချိန်ကလေးကမမကြီးကကျမကိုစွန့်ပြစ်သွားတာလဲဖြစ်ချင်းဖြစ်နိုင်လေသည် ထို့သို့သွေးပြီးတော့မျက်ရည်တွေက ထိမနိုင်စွာကျဆင်းလာသည် ခိုင်းကလေးလာလေးအဲ့မှာဘာရက်လုံးနေရလဲကျမရက်နေရမှာအပြော့ချိနေစွာလဲကြတော့မလို့ရှိသည့်အတွက်ဘေးကတကားပေါင်ကိုစုပ်ကင်လိုက်ရပါသည်မမကြီးကကျမဘေးသို့လင်းမြန်စွာရောက်လာပြီးကျမလက်ကိုလာကင်ပါသည် သွေးမလျှောက်တဖြစ်အေးဆက်သွားတော့ကျမလက်ပြန်များနဲ့စန့်ကျင်ဘက်ဆန်စွာမမကြီးလက်တွေကຫນွေထွေနေသည်ပြီးတော့သူကကိုအောင်မြတ်ကိုဘက်ကိုလှည့်ပြီးဆိုပါသည်အောင်မြတ်ကိုနေပကံတွေသိမိပြီဆိုရင်ပြန်တော့လေကိုအောင်မြတ်ကိုကဆိုဖာမှာထိုင်ပြီးလိမ္မော်ဒီတစိတ်ကိုယူဖို့ဟန်ပြင်းတော့ရုတ်တရက်နှင်ထောက်ခံလိုက်ရတဲ့ဖြစ်အံ့အားတင်သွားပါသည်မမကြီးကအဲ့ဒီအတိုင်းပဲသူလိုအပ်တဲ့အချိန်ဆိုခေါ်ပြီးမလိုအပ်တော့ရင်မောင်းထုတ်တတ်တာပဲ ဒါကသူ့အကျင့်လားမသိဘူး။စီတူကိုကြောက်ဖို့ကောင်းသည် ဟုပြောခဲ့သောကျမသည်တိတ်ပင်မကြမြင့်လိုက်တော့အချိန်ကာလ၌မမကြီးအားကြောက်စရာကောင်းသည်ဟုတော့နာမဝိသေသနာနှင့်တွဲ၍304ပြီ။မမကြီးကကျမကိုစူပါဘော်တို့တွဲခေါ်ကထိုင်စီသည်။ကျမမျက်နှာထားဘလို့ပုံဖြစ်နေမည်ကိုလည်းဂယုမဆိုင်အားပါတေကြရာကတော့ကျမမျက်ရည်ကြာနေခဲ့ပါသည် ။ကိုအောင်မြက်ကိုကကျမတို့နေရာကို နားမလည်နိုင်တယ်လို့ကြည့်ပြီးသူ့အိမ်ယူကခက်မြန်မြန်ပင်ထွက်ခွာသွားပါသည်။သူလည်းကျမလိုမျိုးမမကြီးဤအမိန်ဆိုလျင်မနာခံပဲမနေရသည့်လူသားတဦးပါလား။မစီမဆိုင် သူ့ကိုပင်တနာတယ်လို့ဖြစ်လာသည်။ခိုင်းဘာဖြစ်လို့ငိုနေရလဲကလေးရဲ့။မမကြီးကကျမနဖူးမဆန်ရွယ်တွေကိုအตาရာဖယ်ပေးပါသည်ဒီမိမမျိုးကတိတ်မာယာများတယ် တွဲစရာယောက်ျားမရှိလို့နှင်းဆော့ကစားနေတာဘသူ့ကိုကြည်ကြည်ညှို့မြှောက်ဝန်းနေနေပဲစီတူစကားတွေကတိတ်ခွေဖွင့်လာသလို ကျမနားတဲ့ပြန်ကြားရောင်းလာပါသည်ကျမကိုမထိနဲ့လက်ကိုဖယ်ပေးပါမမကြီးဟမ်ခိုင်မင်းအိမ်ထဲဘာဖြစ်လာရလဲမထိတာမလန့်တာရှိလိုက်တာကွယ်ငိုတန်ဖြစ်ကျမတောင်းတောင်းပန်ပန်ပြောတော့မမကြီးထမ်းမှအံ့ဩသလိုအာမေရိတ်တန်လေးထွက်လာပါသည် အဲ့ဒီစကားကကျမအရှိုက်ကိုကောင်းကောင်းကြီးထိသွားပါသည်သူကြောင့်ဒီလောက်အထိပြုတ်လဲနေတာကိုမသိကျင်အောင်ဆောင်နေသေးသည်အိမ်နဲ့ဘာမှမဖြစ်လာဘူးအခုလိုဖြစ်ရမမကြီးကြောင့်မသိကျင်အောင်လာမဆောင်နဲ့အိုးတို့ဘာမှလည်းမလုပ်ရပါလားကွယ်မမကြီးကဘာမှမသိလိုက်တလို့အပြစ်ကင်းနေမျက်နှာဘေးလေးဖြစ်ဆိုပါသည်ဟာဘာလို့ဘာမှမလုပ်ရမှာလဲ ကျမကတော့အိမ်မှာဖြစ်ချင်အဖြစ်ဆိုပြီးပြစ်ထားပြီးမမကြီးကတော့အဲ့ဒီယောက်ျားနဲ့နှစ်ယောက်တည်းစားပွဲတောက်ပွဲလှုပ်ပြီးပျော်ပါနေတယ်။မမကြီးကိုကြိုက်နေတဲ့လူတိုင်းအိမ်ခေါ်ပြီးထမင်းဖိတ်ကြွေးရတာမမကြီးဝါသနာလား။အဲ့ဒါကျမပြောတာမပြီးသေးဘူးမမကြီး။ကျမဒီရက်တွေမှာမမကြီးကိုဘလောက်လွမ်းနေခဲ့လဲသိလား။အိမ်မှာအမေနဲ့ရင်ဆိုင်ရလို့စိတ်ညစ်ရတာထက်မမကြီးကိုမတွေ့ရလို့လွမ်းပြီးဝမ်းနေရတဲ့စိတ်ကပမာဏပိုတယ်။ မမကြီးဆေးရုံသွားတဲ့အချိန်ဆေးရုံကပြန်တဲ့အချိန်တွေဆိုအိရှိကနေမမကြီးကားလေးများရောက်လာမလားဆိုပြီးမျှော်ရတယ်။ဒါပေမဲ့မမကြီးရောက်လာခဲ့လား။အရိတ်ကလေးတော့မမြင်ရဘူး။ဒါလားမမကြီးချက်တာ။ကျမကတော့လူတိုင်းနဲ့မမကြီးကိုလဲခဲ့တာ။အခုကျမမကြီးကကျမမရှိလဲဖြစ်တယ်ဆိုတဲ့သဘောနဲ့အဲ့လူကိုခေါ်ပြီးအိမ်မှာပျော်နေရဟုတ်လား။မမကြီးကနားထောင်နေရင်မှစူရင်တကြီးမျက်နှာပြောင်းသွားပါသည်။ ဘသူပြောသလဲကွယ်မင်းမရှိရင်ဖြစ်တယ်လို့မပြောမိမဲ့လောက်ရကတသက်ပြနေပြီပဲတို့ရှင်းပြခွင့်ပေးပါအောင်ကလေးရဲ့မမကြီးကျမကိုစကားချွချွလေးနဲ့တိမ်တွင်းတော့မှာမလားနားမထောင်ခြင်းအေးပါလေစိတ်ညာခဏနေလိုက်ပါဦးမမကြီးကဘာမှဆက်မပြောပဲကျမဘေးမှာငင်းငင်းလေးထိုင်နေပါသည်ဒီမိန်းမတိတ်ကိုတွေးအေးလွန်းတာပဲကျမစိတ်တူတော့မသိတာလားအရေးကိုမဆိုင်တာလား ရှင်းပြဖို့နည်းနည်းလေးတောင်ဟန်ဆောင်မီမကြိုးစားပေဒီလောက်အထိတွေးအေးခြင်းအောင်ကွာဆိုပြီးကျမတခုခုလှုပ်ပြလိုက်ခြင်းနီးကျမဤစိတ်ကအရေးအကြောင်းဆိုလျှင်အင်မတန်မြန်ပါသည်ရှေးကစပွဲပေါ်မှာတစ်တီပကံနဲ့စိတ်လေးပြခွက်ကိုလက်ဖြင့်အကျံပရန်တိုက်ချပြလိုက်သည့်အခါနှစ်ခုလုံးခါဖယောင်ပစုခင်းထားသည့်တမန်တလင်းပေါ်မှာခွန်ကနေမြည်ပြီးတစစီကွဲကြေးသွားပါသည်လိမ္မော်သည်နှင့်တန်မြာဒီစိတ်လေးတွေက ပြန့်ကျဲသွားသည်။အိုး ခိုင်မင်းဘာဖြစ်ချင်နေရလဲမမကြီးကျမတို့တစ်စက်မှဂယူမဆိုင်တာကိုစိတ်ဆိုးနေရလေဘာလဲကျမမမကြီးချော့ရလောက်တဲ့အထိအေးမပါဘူးပေါ့မင်းကတကယ်ကလေးလေးပဲမမကြီးကကျမကို ကြည့်ပြီးပြုံးပါသည် ကျမကို သူ့ရင်ခွင်ထဲဆွဲထည့်လိုက်သည်ပြီးတော့သပင်တွေကိုနှမ်းရှုပ်လိုက်ပါသည်တို့ပြောပြပါမယ်ဆိုလည်းမရကဲအခုရှင်းပြမယ်ငင်ငင်လေးနားထောင်စမ်းကွယ် မမကြီးအီလေးတန်ကမဆူစလောက်လေးတင်မာလာချိန်မှာတော့ကျမဟာယုံလေးတကောင်လုံးငြိမ်သွားရပါသည်။အောင်မြက်ကိုရောက်နေတာအကြောင်းသက်သက်ရှိတယ်။ဒီနေ့ဖြစ်ဖြစ်မွေးနေလေ။သူ့ကိုခင်တဲ့တို့သုံးယောက်စုပြီးသူ့အတွက်ကိတ်မုံမှာပေးထားတာ။တိတဲ့အတိုင်းတို့တွေကတနေကုန်မအားပြန်ဘူး။တို့အလုံးခွဲကန်းနေရနေထွက်လာတော့နှစ်နာရီထိုးကန်နေနေပြီ။စေးရုံမှာမွေးနေ့လို့လို့အဆင်မပြေရနဲ့တို့အိမ်ကိုရောက်လာခဲ့တာ။ဖြူဖြူနဲ့တန်တာအမျိုးသမီးအဆောင်မှာနေရလေ။ အောင်မြက်ကိုခေါ်လို့ ਆ မရဘူး။အောင်မြက်ကိုအိမ်သွားဖို့ကြတော့လဲအဆင်မပြေပြန်ဘူး။ဒါကြောင့်တို့အိမ်မှာပဲခေါ်ပြီးကိတ်ခွဲမာလာရှန်ကောမှာစားလိုက်ကြတာ။မင်းရောက်မလာခင်ကပဲစားပြီးတာ။ပြပြချင်းပဲဖြဖြူကောင်လေးကမွေးနေ့လက်ဆောင်ဆိုပြီးပို့လိုက်တဲ့အထုပ်ကသူတို့အဆောင်ရှိကိုရောက်လာလို့ချက်ချင်းပြန်သွားကြတာ။အောင်မြက်ကလည်းပကံတွေသိမ့်ပြရနဲ့ပြန်တော့မှာပါ။မင်းကအဲ့ဒီအချိန်ရောက်လာတာ哦။ကလေးရယ်ဘာတွေလျှောက်တွေးနေရလဲ။မင်းကအတွေးတွေသိမ့်များတာပဲ။ မမကြီးကစိတ်ရှိလက်ရှိအသေးစိတ်ရှင်းပြပြီးတော့ကျမခေါင်းလေးကိုပွန့်နေပါသည်မမကြီးကအဲ့ဒီလိုတိတ်ချပြောပြတော့လဲကျမစိတ်ပြေသွားပါသည် အမှန်တော့ကျမကိုယ်တိုင်ကသူများစကားကို နားရဲဆွဲပြီးတန်ညများနေခဲ့တာတိတ်ချမစင်စားပဲမမကြီးကို ပြက်တနာရှာတာက ကျမရဲ့မရင်ကျက်မှုနဲ့အမှားဖြစ်သည် ကျမတိတ်ဆိတ်မိသွားပါသည်ပြီးတော့မင်းပြောတဲ့မင်းရောဂယုမဆိုင်ဘူးဆိုတာလीမဟုတ်ရပါဘူးခိုင်ရဲ့ နေခင်ဘတ်ထိုးလာတယ်ဆိုမင်းမိဘတွေမြင်သွားရင်မင်းကိုပူတင်းကြမှာဆိုလို့တို့မင်းအိမ်ရှိကို နေတိုင်းရောက်ပါတယ်တို့ဘယ်ချင်းရောက်လာမယ်လို့မင်းထင်တယ်လဲကွယ်ရောက်လာတာဟုတ်လို့လားတခါမှဖြစ်မတွေ့ပါဘူးမင်းအိတ်ခံမီယာအဝါရောင်မီလုံးလေးလေးတအိမ်လုံးကအဖြူရောင်မီကိုပဲထွန်ထားတဲ့ချိန်မင်းခန့်ကအဝါရောင်လေးဖုန်းထဲကနေဒိုစာဖတ်ပြမယ်လို့ပြောလိုက်ရင်မင်းအိတ်ခံမီကိုပိတ်ချပစ်လိုက်တယ် ရှေ့ရက်တွေမှာမင်းမီဖွင့်ပြီးနားထောင်ပါစေလို့ဆုတောင်းမိမယ်ဆုတောင်းမပြေခဲ့ပါဘူးကွယ်ခုနှစ်ရက်နေတုန်းကတော့မင်းအောင်စာဖတ်ပြနေတဲ့အချိန်မင်းခန့်အောင်တရရဝင်လာတယ်နဲ့တူပါတယ်မီးဖွင့်လိုက်တာကိုတွေ့မြင်တယ်လေဟုတ်ပါသည်အဲ့ဒီနေ့ကထွေးကျမအခန်းထဲဝင်လာခဲ့တာဟမ်ဒါဆိုစာဖတ်ပြပြီးတဲ့အချိန်9နိုင်ဒီမမကြီးကကျမတို့အိမ်နားမှာရှိနေလားစာအုပ်ကိုဘလို့ဖတ်ပြရလဲကားမီးရောင်ကတလောက်မှိမ့်မိန်လေး အိုင်ပတ်နဲ့ပေါ့ကွယ်တို့ရရောမင်းတို့မလွမ်းဘူးလို့မင်းထင်နေသလားညဘက်ကြီးဆိုလျင်ယာရီဥရုကအလွန်အေးပါသည်ဘလို့ပဲကားတဲ့ကနှွေးသည်ဟုဆိုပေမဲ့အိမ်ထဲမှာနေတာတော့တော့မနှွေးနိုင်ပါကြီးပြီးတော့ညဘက်ကြီးတယောက်တည်းကားရက်ပြီးအိုင်ပတ်ထဲကနေစာအုပ်ဖတ်ပြဖို့ဆိုတာကတော်တော်မလွယ်သည့်ကိစ္စပါလူစိုးတခိုးတွေကကားမှန်ကိုရိုက်ခွဲပြီးပစ္စည်းလူနေမှာဖြစ်ကျမတွေးရင်ဖြစ်စိတ်ပူလာပါသည်။ဟမကြီး ဘာလို့ရှောက်လုံနေရလဲအားကြောင့်အတန်ပင်မနဲ့အတန်အမြဲတမ်းဖြစ်နေတာ ው တို့စိတ်ဆူပြေပြီလားခိုင်းရင်ကွင်းထဲထည့်ပြီးစပင်ကိုနန်းဆိုင်လိုက်ကလေးကပြေးသွားပြီဆိုတာကိုမမကြီးမသိရော်လေသလားမမကြီးဤလေတိုင်းကို အနန်းဖော့ဖော့ပေးမိပါသည်ဟော့ကြည့်ကြောင်မလေးလိုပဲချွဲနေပြန်ပြီတို့ချစ်သူကတော့လေမနာလိုတက်လိုက်တာလေလွန်မာရော ကျွန်တော်မျိုးမှမပြရာတွေကိုခတ်သွားတာပဲ ်ချစ်တာဟုလို့မမကြီးရလဲဒါပေမဲ့ဒိုးတခုတော့စိတ်မကောင်းဖြစ်ရတယ်မင်းကဒိုးအချစ်ကိုအခုထိမယုံသေးဘူးပဲမဟုတ်ပါဘူးမမကြီးရဲ့ရုပ်ရက်ဖြစ်ပြီးမမကြီးကိုလည်းတိတ်လွမ်းနေတဲ့အချိန်အဲ့ကိုမြင်လိုက်ရတော့စိတ်ကသွေးလွန်သွားတာမမကြီးစိတ်ဆိုးသွားလိုက်ရင်음စိတ်ဆိုးတယ်ဒါပေမဲ့ဒိုးဘယ်လိုချော့ရမလဲဆိုတာမင်းသိပါတယ် ကျမစိတ်နဲ့ခန္ဓာအလုံးစုံကိုလွှမ်းမိုးသွားနိုင်သော သူမ၏မူပိုင်မူရစ်ရည်ဝေစေသည့်အကြည့်ဖြင့်ညွယူဖန်ဆားသည့်အခါကျမယုံထွက်ဖို့တွေးလိုက်မိပင်မဲ့အဲ့ဒီလိုယုံထွက်ဖို့ပင် အချိန်မရှိတော့ပဲမမယီဤမြဝန်းနေထဲမှာရုပ်ချီပင်ကြဆုံသွားရပါသည် မမယီဤမေးပြားလေးကိုဆွဲမော့လိုက်သည့်အခါသူမကတမင်တကာမျက်လုံးတွေကိုမှိတ်ချလိုက်ပါသည်ကွန်ညွန်နေတော့မျက်တောင်ရှိများကိုအရင်ဆုံးအနမ်းဖော်ဖော်ပေးသည် ပြီးတော့ကျမတိတ်ချစ်တဲ့နှခေါင်းလုံးလုံးလေးသို့တော့နောက်ထပ်ဆက်ပြီးနှခမ်းပါစီရွေဖို့ပြင်လိုက်တဲ့အခါ၌ကျမဖုန်းကအတန်မြီလာသည် ဖုန်းတန်းကြောင့်ကျမအိတ်လောက်ရှာမှုကရုတ်တရက်တန့်သွားတဲ့အခါ၌မမကြီးကစိတ်နှောက်ယှက်ဖြစ်သွားသလိုတပြင်းတစ်ချက်ကိုခက်ပြင်းပြင်းချလိုက်သည် သူက ဖုန်းကိုကျမဘောင်မီအိတ်ထဲကနေထုတ်ယူပြီးအတန်ပိတ်ကဘေးမှဆိုဖာကုန်တစ်ခုပေါ်ပြစ်တင်လိုက်ပါသည် ပြီးတော့သူ့ကိုအုပ်မိုးထားတဲ့ဂျမခန္ဓာကိုယ်လေးကိုဆွဲလဲကာဆိုဖာပေါ်မှာလှဲချလိုက်သည်မမကြီးမျက်နာက စိတ်မရှိလိုပုံစံခက်တင်တင်ဖြစ်နေပြီးဝဲကြနေတော့သမင်းရှိရိကြောင့်အနှင်းငယ်အယိုင်ဆန်နေပါသည်တစားတစားနီးကပ်လာတော့မမကြီးဤချယ်ရီအောင်နှကန်းပါများကိုမြင်လိုက်ရသည့်အခါတွင် ဖြစ်ချင်ရာဖြစ်ဆိုပြီးအရာအလုံးကိုကျမမေးလျော်ထားလိုက်မိပါတော့သည်။ဘယ်တော့မှမဖြစ်နိုင်ဟုထင်ခဲ့သောအိမ်မက်တစ်ခုသည်အမှန်တကယ်ပင်ဖြစ်လာခဲ့သည်။ အံပွဲဖြစ်ရက်ကိုကြုံတွေ့လိုက်ရသလိုမျိုးကံကောင်းစွာဖြင့်ကျမဤနိဗ္ဗာန်ဘုံကိုထီတွေ့တွင်ရခဲ့သည်ကျမအခုထိအသက်ရှင်နေရခြင်းကမယုံနိုင်စရာကောင်းလွန်နေသည်မမယီဤအနန္တပွင့်ဖြင့်ပေးဆိုလျင်လဲတည်သွားလို့ရပါပြီဆိုသည့်အထိကျမမယူရဲစံခြင်းမိပါသည် မမယီဟာမှောင်မဲနေတဲ့ကဘာတွေကကျမရဲ့အလင်းရာတသက်လုံးပျောက်ဆုံးနေတဲ့ကျမဤအနာဂတ် ြီးတော့မနှက်ဖြန်တိုင်းမှာအဆုံးမရှိဆက်ချက်သွားမီတဦးတည်သောလူသားဖြစ်ပါသည်။ရှေးကြတော့အနန်းတခုဤအဆုံ၌ကျမလိုက်မောပင်ပန်းစွာဖြင့်မမယီဤလမောင်းထဲမှခိုးဝင်ကာလှဲ့အိမ်မိပါသည်။မမယီဤလက်ချောင်းတွေ့တွေ့လေးတွေက ကျမပါပြင်ကိုထီထွေဆော့ကစားနေသည်။ပြောစရာစကားတွေအကုန်လုံးကိုဘာမှမမှတ်မိတော့အောင်ပျောက်ရှားသွားစေနိုင်သည့်အထိအဲ့ဒီအနံကအစွမ်းထပ်ပါသည်ဖုန်းက vibrate မြည်တံကိုထပ်ကြရသည် ျမကြပြကြရထကြည့်တော့မိမိဆက်နေသည်ငားခါတော်မှဇက်တိုက်ခေါ်ထားသည်အဲ့ဒီအခါကျမဈေးသွားဖို့တတိရတော့သည် အချိန်က၄နာရီမတင်ရှိလေပြီဖះရီမမရီကျမတော့ဒုက္ခပဲဘာဖြစ်တာလဲခိုင်းမမရီကလဲလျောင်းနေရာမှာထထိုင်ကသပင်တွေကို ပြန်ပြီးတတ်တတ်ရရစီးလိုက်သည် ကျမဈေးသွားမှာအမေကကျမကိုဈေးသွားဖို့လွတ်လိုက်တာ ဟိုဈေးဝယ်နေကြတွေ့ရနေမကောင်းလို့လေကျမဈေးမသွားပဲမမရည်စီအရင်ရောက်လာတာအခုဘလို့လောက်အောင်မလဲနောက်ကျနေပြီထင်တယ်ဘာရီဝယ်ခိုင်းလိုက်တာလဲဒီမှာမမရည်ရပါတယ်ခိုင်းစိတ်အေးထားဒီဇိုင်တွေကနေရာသိရင်ချက်ချင်းဝယ်လို့ရတယ်ဒုံနောက်ကလိုက်ခဲ့ပြီးပြီးနေရာပြောပြမယ်အခုသွားရအောင်အရင်မများဘူးမို့15မိနစ်ဆိုအကုန်လုံးဝယ်ဖို့လုံလောက်တယ်ကျမဆိုင်ကနောက်မှမမရည်ကားကလိုက်လာခဲ့သည် ညနေစည်းတဲ့ကိုရောက်တော့ကျမမှာအသာရန်ဘယ်နာရှိလို့ရှိမှန်းမသိအရွက်တန်းဘယ်နာရှိလို့ရှိမှန်းမသိဖြစ်နေသည်မနက်စည်းနှခုကတော့သွားနေကြမို့ကျမတေချာသိပါသည်သို့တော့ညနေစည်းကိုကြာကျမမရောက်ဘူးလို့ညီပါကိုဖြစ်နေသည်မမကြီးကကျမလက်ကိုဆွဲပြီးအမေမာလိုက်သည့်အသားနှင့်အရွက်တွေကိုတေချာဝယ်ပေးပါသည်ကျမဤဆရာဝန်မကြီးကဈေးစတားလည်းအင်မတန်တော်ပါသည်သူဈေးမစစ်ဘူးဆိုလျင်သုံးပုံတစ်ပုံကတော့အရင်စစ်ပြီးသားဖြစ်သည် ပြီးတော့ဈေးရည်တွေက သူဝင်နေကြဖြစ်တဲ့အတွက်ပို့ထက်ပေးလိုက်တာကြီးဖြစ်သည်။ငွေကမိမိပေးလိုက်တဲ့ပမာဏထက်အများကြီးပိုပါသည်။ကျမတော့အင်ရှင်မကောင်းရတာပဲ။ဈေးကပြန်အထွက်ပြုံးစီစီနဲ့ကျမပြောတော့မမကြီးကမျက်စောင်းထိုးပါသည်။အသက်ကြီးမှရီစားတယောက်ထားမိပါရဲ။ကလေးမွေးလိုက်ရတယ်လို့ပဲ။အိုးဘယ်ကလေးကကျမအရွယ်ချက်ချင်းမွေးလာလို့လဲမမကြီးကလည်း ကလေးလိုပဲချော့ရဈေးလိုက်ဝယ်ပေးရစာအုပ်ဖတ်ပြရနဲ့ကလေးမွေးလိုက်ရင်တော့ဒီလောက်အလုံးမရှုပ်ဘူးဒါဆိုလေကလေးနဲ့ကျမဘသူအလုံးပူရှုပ်လဲသိရမွေးကြည့်လေကျွန်တော်မျိုးမဘလို့ကလေးမွေးရမလဲတခင်မလေးရဲ့ကျမကူညီမယ်လေဘလို့ကျမအေးမချိုမချင်မျက်နှာတာကိုမမကြီးကမြင်သွားတဲ့အခါမှာတော့ပြောလက်စားစကားကရက်သွားပြီး ပန်းစီရောင်ချဲထားသလိုမမရီပါပြင်ကချက်ချင်းရဲတက်လာပါသည်အတန်ကပါ အနှဲငယ်တုံရီလာသည်ခိုင်းလူတွေရှိရလေဘာလို့ဒီလိုမျိုးတွေပြောနေရတာလဲဒီမျိုးသမီးရှက်နေတာကတကယ်အလားတရားဖြစ်သည်ကင်မရာရှိလျင်မှတ်တမ်းတင်ထားပြီးထက်ခါထက်ခါရစ်ကြည့်မိနေမိမြင်ကွင်းမျိုးဖြစ်၏ကျမဘာမှလည်းမပြောရသေးပါပဲနဲ့မမကြီးပဲရှောက်တွေးနေရတော်ပြီကွာခိုင်ပြန်တော့ နောက်ကျနေပြီဆိုမောင်းထုတ်လဲပြန်มาပါမမကြီးอ่ะဒါနဲ့မောင်းထုတ်ရတာမမကြီးဝါသနာလားတို့ဘယ်တော့မောင်းထုတ်လို့လဲခုနလေရရင်ကိုအောင်မြင့်မြတ်ကိုမောင်းထုတ်လိုက်တယ်လေကျမတောင်းဆိုပါတယ်မမကြီးကျမတော့ဘယ်တော့မှမမကြီးနှလုံးသားတွေကနေနှစ်မထုတ်လိုက်ပါနဲ့နော်ဘာရီပြောနေရလဲစိတ်ချစမ်းပါမင်းထွက်မသွားမချင်းတို့လုံးဝလက်မလွတ်ပြီးမမကြီးကိုကျမယုံမယ်နော် ကျမခက်ချွဲချွဲလေးဆိုတော့မမရင်မျက်နှာမှာဝေခွဲရခတ်တော့အရေးအယံတချို့ကိုမြင်ရသည်သို့တော့ချက်ချင်းပင်ပြောက်ွယ်သွားပါသည်ကဲအခုအိမ်ပြန်ရမှာအလွမ်းတယ်မညီနဲ့တော့ကွယ်ညာကြိုင်တို့လာခဲ့မယ်အိုးမရပါဘူးမမကြီးကိုကိုကိုနှိမ့်ဆက်နေတယ်လို့ပဲကျမလည်းအပြင်ထွက်လို့မရအောင်မမကြီးလည်းကျမကိုတွေ့လို့ရဟာလည်းမဟုတ်ပဲနဲ့လူစုတစ်ခုတွေရန်ကလည်းကြောက်ရသေးတယ် တို့ကတော့မင်းကိုလွမ်းနေရမှာပိုကြောက်တယ်ရှင်မင်းရောက်မရှိရဲ့အခန်းလေးမြင်ရတာမှာတော်သေးတယ်နေကင်ဘတ်ဆိုကျမရတော့ခိုးထွက်ခဲ့မယ်ဒါပေမဲ့မမရင်ညဘက်လာရင်တော့စိတ်ဆိုးမိမှာပဲဒါဆိုလဲမင်းတဘောပါကွယ်ကျမအိမ်ပြန်ရောက်တော့မိမိကစောင့်နေပါသည် ဖုန်းမကင်မဲကြာနေတာကိုစေးစစ်နေလို့ဟူညာပြောတော့မိမိကရုံပုံမပေါ်ပင်မဲ့ကျမရခဲ့တဲ့အသားတွေအရွက်တွေနဲ့ ကြံခဲ့တဲ့ငွေတန်ဖိုးကိုကြည့်ပြီးအံ့အားသင့်နေပါသည်။နှဲ့အောင်ဈေးအမျက်လွှတ်ရင်တော့ဈေးတယ်ရင်မွဲတော့မှာပဲ။အဲ့ဒီလိုမှတ်ချက်ချတွေကကျမတိတ်တိတ်လေးချိန်ပြုံးမိပါသည်။ထွေအတွက်စံပြုတ်ပြုတ်ပေးရသည်။ထွေကအဖျားတက်နေစေဖြစ်သည်။သူကစံပြုတ်တောက်ပြီးတော့လည်းနည်းနည်းပြန်အံ့သည်။ချားနေသည့်အရင်ကြောင့်ထွေးမျက်နှာလေးကချောင်ကျသွားသလိုဖြစ်သည်။ကျမထွေးကိုချစ်ပါသည်။ရုံးဝင်တန်းလှုပ်ပြီးသူ့ဘဝသူအေးအေးဆေးဆေးနေတတ်ပြီး ထွေသည်ဖေဖေနဲ့မေမေပြီးလျင် ကျမတို့မောင်နှမကိုကြည်ကြက်အုပ်ထိန်ပေးမည်တဦးတီတော်အတော်ဖြစ်သည်တငယ်ချင်းလိုလဲမုံတွေလှောက်စားရှောက်လဲဆိုလဲအဖော်ရသည်ညကြိုင်ကျက်စွပြုတ်တော့အောင်နော်ကျမဒီလိုပြောတော့ထွေကစားချင်စိတ်မရှိဘူးခင်ရဟုဆိုပါသည်ဖြားနေလို့အစားအသောက်ပြတ်တာနေမှာဟုကျမပေါ့ပေါ့လေးတာတွေးလိုက်မိသည်ထွေနဲ့ကျမအခန်းကကက်လျက်ဖြစ်သည်ညဘက်ထွေအခန်းကိုတစ်ခေါက်သွားကြည့်တော့ထွေကမင်းနေပါသည် ထွေညဘက်တခုခုလိုရင်သမီးကိုနှုံးနော်နားဆွင့်နေမယ်တကားအောင်မပိတ်နဲ့နော်အဲ့ဒါဆိုအတန်မကြားရဘူးအင်းအင်းဒီနေ့တော့ဒီလောက်ပါပဲရှင်ကျမရဲ့လူကြီးမင်းလေးများအားလုံးအိမ်မက်လာလာမှတ်ကြပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေကျမရဲ့ audio book လေးတွေကိုနားဆင်ပြီးဘဝမော်ရီပြေပြောင်းနိုင်ကြပါစေ